င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မတရားမြို့နယ်မှာဖမ်းဆီးရရှိထားတဲ့စစ်သုံးပန်းတွေနဲ့တပ်မိသားစုဝင်တွေကိုလက်ဖြားနဲ့တောင်မတို့ပဲအသက်အန္တရာယ်ကိုပါအာမခံတဲ့အကြောင်းနဲ့အခြေအနေတစ်ခုရောက်တာနဲ့ပြန်လွတ်ပေးမယ်လို့ MG ရဲ့မန္တလေး PDF ကထုတ်ပြန်ပြောဆိုထားပြီးစစ်ကောင်စီကတော့မတရားမှလက်လက်ချတဲ့အရာရှိနဲ့စစ်တီတွေကိုအရေးယူဖို့ညွန်ကြားချက်ထုတ်ထားပါတယ် လာရှိုမျိုးပပလက်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်လာရှိုလေရင်ခရီးစဉ်တွေအလုံးရက်ကန်တမရှိရွှေဆိုင်ဖြတ်သိမ်းထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်မှာဖမ်းဆီးရရှိထားတဲ့စစ်သုံးမန်းတွေနဲ့တပ်မီတာစုဝင်တွေကိုလက်ဖျားနဲ့တော့မတို့ပဲအသက်အန္တရာယ်ကိုပါအာမခံတဲ့အကြောင်းနဲ့အခြေအနေတစ်ခုရောက်တာနဲ့ပြန်လွတ်ပေးမယ်လို့ UNG ရဲ့မန္တလေး PDF ကထုတ်ပြန်ပြောဆိုထားပြီးစစ်ကောင်စီကတော့ မတရားမှာလက်နက်ချတဲ့အရာရှိနဲ့စစ်သည်တွေကိုအရေးယူဖို့ညွှန်ကြားချက်ထုတ်ထားပါတယ်။မန္တလေး PDF ရဲ့ထုတ်ပြန်ချက်ထဲမှာမတရားမျိုးနယ်ကစစ်စင်ရေးတွေအတွင်းစစ်တပ်ဘက်ကဖမ်းဆီးရမိထားတဲ့စစ်သုံးဘက်နဲ့လက်နက်ချတဲ့သူ64ဦးအပြင်စစ်တပ်မိသားစုဝင်အယောက်100ကျော်ကိုပါကောင်းကောင်းမွန်မွန်ထိမ့်သိမ်းပေးထားတယ်ဆိုပါတယ်။အဲဒီလိုဖမ်းဆီးရရှိထားတဲ့စစ်သုံးဘက်တွေနဲ့ထိမ့်သိမ်းပေးထားတဲ့တပ်မိသားစုဝင်တွေကိုလက်ဖျားနဲ့တောင်မတို့ပဲအသက်အန္တရာယ်မရှိစေရဘူးဆိုတာကိုပါအာမခံတဲ့အကြောင်းနဲ့ တက်မီသားစုဝင်တွေကိုလွတ်ပေးလို့ရတဲ့အခြေအနေရောက်တာနဲ့ပြန်လွတ်ပေးမယ်ဆိုတာကိုပါမန္တလေး PDF တပ်ဖွဲ့ကရုတ်တံဖိုင်နဲ့တကွထုတ်ပြန်ပြောဆိုထားပါတယ်။တစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကအဲ့ဒီလိုမတရားမြို့နယ်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေမန္တလေး PDF တပ်ဖွဲ့စီမှာလက်နက်ချအဖမ်းခံခဲ့တဲ့အရာရှိနဲ့စစ်တီတွေကိုအမှုဖွင့်အရေးယူဖို့အတွက်ညွှန်ကြားချက်ပါထုတ်ပြန်ထားတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပတ်ပတ်လည်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်လာရှိုးလေရင်ခီးစဉ်တွေအလုံးရက်အကန့်အသတ်မရှိရွှေဆိုင်ဖြတ်သိမ်းထားတယ်လို့လေရင်လက်မှတ်အယောင်အေဂျင်စီတချို့ကပြောပါတယ်ဒီကနေ့ဇွန်လ3ရက်နေ့မနက်ပိုင်းကစပြီးလာရှိုးမြို့ပတ်ပတ်လည်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အတွက်လေစိမ့်နဲ့လေရင်တွေရဲ့လုံခြုံရေးကိုအာမခံမပေးနိုင်တာကြောင့်လာရှိုးလေရင်ခီးစဉ်တွေကိုဖြတ်သိမ်းထားတာဖြစ်တယ်လို့လည်းပြောထားတယ်လို့ဆိုပါတယ် Flywheel Dream ပြည်တွင်းပြည်ပလေရင်လက်မှတ်အယောင်ဌာနရဲ့ကြေညာချက်မှာဆိုရင်လည်း လာရှုမျိုးမှာလက်ရှိပြစ်ပေါ်နေတဲ့အခြေအနေတွေအရ MAI နဲ့မင်္ဂလာ Airline ကပြန်တမ်းပြေးဆွဲပေးနေတဲ့လာရှုလင်ရင်ခရီးစဉ်တွေကိုဒီကနေ့ဇွန်လ3ရက်နေ့မှာဖြတ်သိမ်းလိုက်တယ်လို့တရားဝင်ကြေညာထားပါသေးတယ်။တစ်ဖက်မှာလည်းကလန်ပိုင်းတွေမှာမန္တလေးလာရှုမူဆယ်လမ်းမိုင်းဆက်သွယ်ရေးတွေပြတ်တောက်နေပြီးလာရှုမျိုးအဝင်အထွက်တွေမှာလုံခြုံရေးစိတ်မချရတဲ့အခြေအနေတွေဖြစ်နေတဲ့အတွက်သွားလာဖို့မဖြစ်နိုင်ဘူးလို့လည်းဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျ။တစ်ဆက်ထဲမှာပဲ။ ရှမ်းပြည်နယ်မြောက်ပိုင်းကလရှိုးမြို့ပေါ်ရက်ကွက်တစ်မှာလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲမှုကြောင့်ပြည်သူ၅ဦးသေဆုံးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒီကနေ့ဇွန်လလ3ရက်နေ့မနက်၄နာရီလောက်ကစပြီးလရှိုးမြို့ပတ်ပတ်လေကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကစတင်တိုက်ခိုက်လာပြီးနောက်မှာပဲအပြန်အလှန်ပစ်ခတ်မှုတွေနဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုပစ်ခတ်မှုတွေအတွင်းလရှိုးမြို့အမှတ်1ရက်ကွက်ကဘျူဟာပါယာလန့်အတွင်းမှာလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲမှုကြောင့် ရတပြည်သူမိသားစုဝင်၅ဦးသေဆုံးသွားခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒီကနေ့လာရှုံမြို့တဲမှာတော့လူအသွားလာတွေကျဲသွားပြီးစစ်ဘေးရှောင်မှုပြင်ဆင်နေကြတဲ့သူတွေလည်းရှိနေသလိုတစ်ဖက်မှာတော့အကြမ်းဖက်စစ်တပ်ကလာရှုံမြို့အဝင်အထွက်တွေအကုန်လုံးကိုပိတ်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျ။ဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့ ကြောင်ဘရောင်းမျိုးနယ်ကစစ်ကောင်စီခန့်မဲတိကျေးရွာအုပ်ချုပ်ရေးမှုချစ်သိမ့်ဆိုတဲ့သူပြစ်ခတ်ခံရပြီးသေသွားပြီလို့6ဂါရီလာဖို့စ်တပ်ဖွဲ့ရဲ့တာဝန်ခံကိုဘာကွန်းကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇူလိုင်လ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးတိုင်းကြောင်ဘရောင်းမျိုးနယ်မဲတိကျေးရွာကအကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုချစ်သိမ့်ဆိုတဲ့သူကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကနေအိမ်အတွင်းဝင်ရောက်ပြစ်ခတ်ရှင်းနေတဲ့အချိန်အောက်ကြီးချစ်သိမ့်ဆိုတဲ့သူဟာသူ့ကိုယ်သူအောက်ကြီးမဟုတ်ဘူးလို့လိန်ပြောပြီးထွက်ပြေးတဲ့အတွက် စ်ခတ်ရှင်းလင်းရမှာသေသွားတယ်လို့ဆိုပါတယ်အဲ့ဒီနောက်အုတ်ချုပ်ရင်းမှုချစ်သိမ့်ရဲ့ဖုန်းကိုပါတော်လိုင်းရေးတက်ဖို့တွေကသိမ့်စီခဲ့တယ်လို့အဲ့ဒီအုတ်ကြီးရဲ့မပါလောင်းကိုတော့စစ်ကောင်းစီတက်ကလာတဲသွားပြီဟိုမေဒီမေနဲ့စစ်စေးဓာတ်တွေပါလှုပ်သွားသေးတယ်လို့6ဂိုင်လာဖို့စ်တက်ဖွဲ့ရဲ့တာဝန်ခံကိုပါကွန်ကပြောထားပါတယ်ခင်ဗျတဖက်မှာလေရန်ကုန်တိုင်းပကဖရဲ့တိုက်ခိုက်ရေးရဲဘော်တွေဟာတောင်ပိုင်းတိုင်းမှာပူးပေါင်းတာဝန်ထမ်းဆောင်ပြီးမြို့ပြစစ်စင်ရေးအတွက်ပြင်ဆင်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကလည်းသိရပါဗျာ လက်ရှိရန်ကုန်တိုင်းပကပရဲ့တက်ခတ်ရေးတပ်ဖွဲ့ရဲဘော်တွေဟာတောင်ပိုင်းစစ်ဒေသနယ်မြေအတွင်းတိုင်းဒေသတော်လန်ရေးတပ်ဖွဲ့တွေကာကွယ်ရေးဝန်ကြီးဌာနစစ်ဒေသလက်အောက်မှာရှိတဲ့တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းထားပြီးရန်ကုန်မြို့ပြစစ်စင်ရေးတွေအတွက်ပြင်ဆင်နေတယ်ဆိုပါတယ်ရန်ကုန်တိုင်းပကပတပ်ဖွဲ့ဟာရန်ကုန်မြို့ကထိတန်းစစ်ကဲမှာစစ်ကောင်စီရဲ့လေရင်စီးတင်တဲ့သင်းမောကိုရင်ငုတ်သွားပြီးသင်းမောပေါ်အထိတက်ပြီးတော့ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့အကြံဖတ်စစ်တပ်ရဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကောက်ကွင်းအတွင်းထဲအထိပါထိုးပေါက်ဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်မှုတွေအောင်အောင်မြင်မြင်လှုပ်ဆောင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။အခုခါမှာလေရန်ကုန်တိုင်းပကပဟာ NGO ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်ညွန်ချက်နဲ့အညီတိုက်ခိုက်ရေးတပ်ဖွဲ့တွေဖွဲ့စည်းဆောင်ရွက်နေရမှာလက်ရှိမှာတော့တိုက်ခိုက်ရေးတပ်ဖွဲ့အမှတ်စဉ်9အထိစနစ်တကျဖွဲ့စည်းထားပြီးဖြစ်တဲ့အပြင်မြို့ပြစစ်စင်ရေးတွေအတွက်စနစ်တကျစီမံကုတ်ကဲဆောင်ရွက်နေပြီဖြစ်တယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကနေသိရပါပါတယ်ခင်ဗျ။တစ်ဖက်ကစီးပွားရေးသတင်းပတ်မှာတော့ ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်4600ကျော်အထိဈေးနှုန်းမြင့်တက်လာပြီးအခောက်ရွှေတစ်ချပ်သားကိုငွေကျပ်55သိန်းဈေးပေါက်နေတယ်လို့ဈေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်အကြံဖက်စက်ကောင်စီကပြည်တွင်းပုဂ္ဂလိကဘဏ်ခုနှစ်ခုကိုအရေးယူလိုက်တာတွေဂျပန်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တို့အပါအဝင်စံကုန်တွေလုပ်ငန်းရှင်တွေကိုဖမ်းဆီးတာတွေတောက်လျှောက်လုပ်လာတဲ့အတွက်ပြည်တွင်းစီးပွားရေးအခြေအနေတွေပုံမကျဆင်းလာပြီးကြံ့ဝေးတန်ဖိုးတွေလည်းဆက်လက်ကျဆင်းလာတာဖြစ်တယ်လို့ရန်ကုန်မြို့နယ်စီးပွားရေးသမားတို့ကပြောပါတယ်လက်ရှိပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးနှိပါကဘာမှလုပ်မရဘဲရက်တလောက်ဖြစ်နေပြီဒီကြားတဲ့စံကိစ္စဘန်ကိစ္စတွေထပ်ဖြစ်တော့ကြံ့ငွေတန်ဖိုးကပိုပြီးကျဖို့ပဲရှိသလိုစီးပွားရေးသမားတော်တော်များများကလည်းတို့ကိုစစ်တကအချိန်မြွေးပြဿနာရှာပြီးအဖမ်းခံရနိုင်တဲ့အတွက်ပြည်တွင်းမှာမနေရဲကြတော့ပဲပြည်ပနိုင်ငံတွေကိုပြောင်းရွှေ့တာတွေလုပ်နေကြပြီလို့လဲ UMCCI ရဲ့စီးပွားရေးလုပ်ငန်းရှင်တအုပ်ကရန်ကုန်ခေတ်တွေကိုပြောထားပါလိမ့်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ